မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ24ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့မှာနယ်မြေခံစစ်တပ်ကငွေကြေးယူပြီးခွင့်ပြုထားတဲ့ကြားဖြတ်လုပ်ငန်းတချို့ကိုစစ်ကောင်စီကမနေ့ကအင်အားအလုံးရင်းနဲ့ဝင်ရောက်ဖမ်းဆီးမှုမှာတရုတ်နိုင်ငံကိုကျင်းနှက်စေရန်နဲ့မူဆယ်ကိုတော်လိုင်းတပ်များတိုက်ခိုက်သိမ်းပိုက်တဲ့အန်ဒီရယ်ကနေကာကွယ်ရန်ဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တဘာလ23ရက်နေ့မူဆယ်မြို့မင်္ဂလာမူဆယ်အေရာမှာရှိတဲ့ကြားဖြန့်လောက်ကိုင်းနေတဲ့အဆောက်အုံတစ်ခုကိုစစ်ကောင်စီတပ်နဲ့ရဲများကဝင်ရောက်စီးနင်းတဲ့အချိန်မှာကြားဖြန့်လုံခြုံရေးပြည်သူ့စစ်များ ားနဲ့အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ကြားဖြတ်အဆောက်အုံကိုစစ်တပ်ကဝင်းရောက်စီးနှင်းဖမ်းဆီးမှုများလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတော့အပြန်အလှန်ပြစ်ခတ်မှုမှာပြည်သူစစ်တချို့သေးတယ်၊တပ်ဘက်ကလည်းသေးတယ်။ကြားဖြတ်လုတဲ့သူတွေတရုတ်တွေရောဗမာတွေရောတပ်ကအကုန်ဖမ်းသွားတယ်လို့ မူဆယ်အခြေစိုက်တပ်သတင်းရေးမြစ်ကပြောဆိုထားပါတယ်။ဒါအပြင်မနေ့ကညပိုင်းကပြည်သူ့စစ်များကိုစစ်တပ်နဲ့ရဲများကလိုက်လံဖမ်းဆီးခဲ့ရမှာလဲတိုက်ပွဲများထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မြောက်ပိုင်းညီနောင်မဟာမိတ်၃ခွဲ့နဲ့နီးစပ်တဲ့သတင်းရေးမြစ်ကမူဆယ်ကိုတော်လိုင်းတပ်တွေသိမ်းမှဆိုးလို့စစ်တပ်ကသူခွင့်ပြုထားတဲ့ပြည်သူ့စစ်နဲ့ကြားဖြတ်နေကိုပြန်ပြီးတော့အဖမ်းပြတာပဲ။တရုတ်ကိုကျေနပ်စေဖို့နဲ့မူဆယ်ကိုလက်မလွတ်စေရဖို့အတွက်ပဲအားလုံးကစစ်တပ်ကသူ့ဖဲကိုသူချိုးနေတာပါလို့တုံ့ပြန်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီကလာရှိုးမျိုးအမတ်နဲ့ရက်ကွက်ကိုတိုက်လေရင်များနဲ့ပေါင်900ဘုံများကျဲချခဲ့ရာပြည်သူတို့ဒေသုံးပြီး15ထိခိုက်ဒဏ်ရာရရှိကအပြတ်အစီးများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ24ရက်နေ့မနက်တနာရီ30မိနစ်အချိန်မှာစစ်တပ်ကလာရှိုးမျိုး အမတ်နဲ့ရက်ကရထိုင်ဟိုတယ်နဲ့ဖူလီလိုက်ဟိုတယ်တို့ကိုလေချောင်းကနေပြီးတော့ပေါင်900ဘုံများနဲ့ကျဲချခဲ့တယ်လို့သိရပါဗျ။ဘုံကျဲမှုကြောင့်အစအုပ်တချို့ပြန်စီးပြီးပြည်သူကုန်းထိခိုက်ဒဏ်ရာရရှိခဲ့တော့လဲအချိန်တွေကတော့မစိုးရိမ်ရဘူးလို့သိရပါဗျ။အလားတူပဲစက်တဘာလ24ရက်နေ့မနက်6:00အချိန်မှာလဲလာရှုံမြို့ဘော်ကိုထပ်မံပြီးတော့စစ်ကောင်စီက လေရင်များနဲ့ဘုံများထပ်မံကျဲချခဲ့တယ်လို့သိရပါတယ်အဲ့ဒီဘုံကျဲမှုဟာအမတ်နေ့ရက်ကကျက်ကင်ဆိုင်လမ်းကြားလက်ကြီးရွှေဆိုင်ဘော်ကိုကြောက်ရောက်ပြီးတော့အမျိုးသမီးတအုပ်တေဆုံးခဲ့တယ်လို့သိရပါတယ်ပြည်သူ၆ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံပြည်သူများကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီကဩဂတ်လ30ရက်နေ့စက်တဘာလ9ရက်နေ့ စက်တဘာလ10ရက်နေ့နဲ့စက်တဘာလ21ရက်နေ့တို့မှာလာရှိုးမြို့ကိုလေကြောင်းတိုက်ခတ်မှုများအပြင်းထန်လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အချက်မှစစ်ကောင်စီကစီရေးပြမမဟုတ်တဲ့နေရာများကိုလူသားချင်းစာနာမှုမရှိစွာနဲ့ရက်ရက်ဆက်ဆက်လေကြောင်းကနေတိုက်ခတ်မှုများပြုလုပ်ခြင်းများကြောင့်ပျက်စီးဆုံးရှုံးမှုများများပြားခဲ့ရတဲ့အပြင်အသက်အိုးအိမ်စီးစိမ်များလည်းထိခိုက်ဆုံးရှုံးနေခြင်းကြောင့်ပြည်သူအများဟာထိတ်လန့်တုန်လှုပ်နေရတယ်လို့ MNDAA ကထုတ်ပြန်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီအနေနဲ့အများပြည်သူရဲ့ရှေ့မှာအမှုစစ်ဆေးခြင်းမရှိဘဲတေတံချမှတ်ကွန့်မြတ်ပါကကြီးလေးတဲ့နိုင်ငံတကာရာဇဝတ်မှုမြောက်နိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရား IIMM ရဲ့အကြီးအကဲနီကိုလတ်ခွန်ချန်ကသတိပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီကလူပုဂ္ဂိုလ်တချို့ကိုအများမျက်မှောက်အမှုစစ်ဆေးခြင်းမပြုဘဲနဲ့သေတံချမှတ်ကကုမြတ်ရန်ရှိတယ်ဆိုတဲ့သတင်းများအားမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်တရားကအနီးကစောင့်ကြည့်နေတယ်လို့သိရပါတယ်။ရန်တရားကရရှိထားတဲ့အချက်အလက်များအရ2023ခုနှစ်အတွင်းမှာ ရန်ကုန်မြို့မှာရှိတဲ့အင်းစိန်ထောင်မှာရွေးဝတ်စွာအမှုဆက်ဆဲပြီးတော့ဒေတန်ချမှတ်ထားတဲ့လူပုဂ္ဂိုလ်များဟာကွန်မြတ်မှုကိုကြုံတွေ့ရနိုင်တယ်လို့သိရပါဗျ။တရားမျှတသောအမှုဆက်ဆဲစီရင်မှုဖြစ်စေတဲ့အခြေခံလိုအပ်ချက်များအားမကျေသုံးဘဲဒေတန်ချမှတ်ခြင်းသို့မဟုတ်အခြေတစ်ခုအထိကိုချုပ်နှောင်ထားခြင်းတို့ဟာလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုသို့မဟုတ်စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း၎င်းကထုတ်ပြန်သတိပေးထားပါဗျ။တရားမျှတသောအမှုဆက်ဆဲစီရင်မှုဖြစ်စေရန်အခြေခံအကြဆုံးသောလက္ခဏာတရက်ဟာ အမျိုးသားလုံခြုံရေးကိုထိခိုက်နိုင်တဲ့ခိုင်လုံသောအကြောင်းဒစုံတရာကလွဲပြီးတော့အများပြည်သူရဲ့ရှေ့မှောင်မှာအတက်နိုင်ဆုံးစစ်ဆေးစီရင်ရန်ဖြစ်တယ်လို့ပြောဆိုထားပါတယ်။အမှုများကိုပြုံးဝစွာစစ်ဆေးစီရင်တဲ့အခါဗတ်မလိုက်ဖဲလွတ်လပ်တော့ခုံရုံဖြစ်စေရမယ်ဆိုတဲ့အချက်လိုမျိုးတရားမျှတသောအမှုစစ်ဆေးစီရင်မှုဖြစ်စေတဲ့တခြားသောအာမခံချက်များကိုကျင့်သုံးခြင်းရှိမရှိပန်တရားဖြစ်ဖွယ်ရှိနေတယ်လို့သိရပါတယ်။ ဲ့ဒီအခြေအနေမျိုးမှာထောင်ဒဏ်ချမှတ်ခြင်းတည်ဒဏ်ချမှတ်ခြင်းများကိုလှုပ်ဆောင်ပါကလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုသို့မဟုတ်စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း NIMM ရဲ့အကြီးအကဲကပြောဆိုထားပါတယ်။တရားမျှတသောအမှုစစ်ဆေးစီရင်မှုရဲ့အခြေခံအာမခံချက်များကိုချိုးဖောက်ပြီးတော့တည်ဒဏ်ချမှတ်ခံရတဲ့လူပုဂ္ဂိုလ်များနဲ့၎င်းတို့ကိုတရားစွဲဆိုထားတဲ့အမှုများကိုရန်တရားကစောင့်ကြည့်နေပြီးတော့အချက်အလက်များစုဆောင်းလျက်ရှိတယ်လို့ IIMM ကထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကကိုတိုက်ထုံးကအင်းစိန်အကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားများကိုတေတံများစီရင်လျက်ရှိတယ်ဆိုတဲ့သတင်းများနဲ့ပတ်သက်ပြီးတော့လေအတိမပြုတ်နိုင်သေးကြောင်ပြောဆိုထားပါတယ်အဲ့ဒီသတင်းကတော်တော်ကြာပြီဗျထွက်လဲထွက်နေတယ် ေတံပေးတယ်ဆိုတာမနေ့ကမနေ့စောစောကလည်းထွက်လာတယ်ပေါ့နော်ကျွန်တော်တို့ရရှိထားတဲ့သတင်းကတော့အဲ့ဒီအချက်လက်တွေကခိုင်မာမှုမရှိသေးဘူးလို့လက်ရှိအထိကပြောလို့ရပါတယ်ဒါပေမဲ့မပေးဘူးလို့အာမခံလာပြောတော့လေပြောရခက်တယ်ဗျဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကအချိန်မရွေးဘာမဆိုလုံနိုင်တဲ့ကာလမှာတော့သူတို့မလုပ်ပါဘူးလို့ပြောဖို့အတွက်ကတော့စောလုံးအကြီးနေသေးတယ်ဒါပေမဲ့လက်ရှိအခြေအနေတွေအထိတော့ဒီသတင်းတွေကအတည်ပြုလို့မရသေးဘူးလို့ပဲပြောချင်ပါတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဥတိုက်ထွန်းဦးကပြောကြားထားပါတယ် 2022ခုနှစ်ဇော်လိုင်လအတွင်းမှာအကြံပတ်စစ်ကောင်စီက88မျိုးဆက်ចောင်းသားခေါင်းဆောင်ဥကျော်မင်းယူခေါ်ဥကျင်မီ NLD လွတ်တော်ကိုယ်စားလှယ်ဥဖြိုးစီရတော်ဥလမျိုးအောင်နဲ့ဥအောင်သူရဇော်တို့ကိုအင်းစိန်အကြီးတော်အတွင်းမှာကျိုးပဲပြီးတော့ဒေတန်စီရင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံခရိုင်တောင်တာမြို့နယ်လဲကူမအုပ်စုရတနာဘုံကြီးရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွာပြည်သူပိုင်းနေအိမ်တလုံးပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ23ရက်နေ့မနက်7:00နာရီခွဲအချိန်မှာတောင်တာမြို့နယ်ရတနာဘုံကြီးရွာကိုစစ်တပ်ရဲ့တိုက်လေယာဉ်များက ဘုံကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့မြေပြင်မှာမပေါက်ကွဲသေးတဲ့ပေါင်း900ဘုံတလုံးတွေ့ရှိခဲ့ရတယ်လို့ဒေသခံပြည်သူများကပြောကြားထားပါတယ်တိုက်ပွဲမဖြစ်ဘဲနဲ့ဘုံကျဲသွားတာပါကြီးပါနေပြည်သူတွေကတော့မနေ့ကကလေးကရှောင်နေကြပါတယ်ဒီနေ့ပြန်ရောက်နေကြပြီဒီနေ့တော့တတိအနေထားနဲ့နေနေကြရပါတယ်လက်နေကြရတာပေါ့လို့ဒေသခံပြည်သူတို့ကပြောကြားထားပါတယ်အလားတူပဲဒီကနေ့စက်တဘာလ24ရက်နေ့မနေ့6နာရီ30မိနစ်ကနေပြီးတော့မနေ့9နာရီအချိန်အထိ ချင်းပြည်နယ်မင်းတပ်မျိုးကိုစစ်ကောင်စီတပ်ကတိုက်လေရဲ့နှက်စင်းနဲ့ဘုံလေးချိန်ကျဲချခဲ့ကြောင်းသိရှိရပါတယ်။မိုးများတဲထန်စွာရွာသွန်းနေတဲ့အတော့အထိကအပြက်စီအခြေအနေကိုတော့မသိရသေးကြောင်းမင်းတပ်ဒေသသတင်းအမြင့်များကသတင်းရေးသားထုတ်ပြန်ထားပါတယ်။ဒီနေ့မနက်မိုးတက်တက်မဲမဲရွာနေတဲ့အချိန်အီလာလေတပ် Jet Fighter နှက်စင်းကမင်းတပ်မျိုးပေါ်အနီးနားကနေရာများကို6:35 6:40 6:50 6:54မိနစ်ခန့်မှာ ပေါင်900ဘုံများအပြင်ဘုံအသေးများနဲ့၄ချိန်၄ချောင်းကနေပြီးတော့တိုက်ခိုက်သွားပါတယ်ထိခိုက်ပျက်စီးမှုတော့မသိရသေးပါဘူးအခုလက်ရှိမင်းတပ်မျိုးနဲ့ကြေးရွာများဘက်တွေမှာမိုးများတဲထန်စွာရွာသွန်းနေပါတယ်လို့မင်းတပ်ဒေသတရေအေးမြေ HKL မင်းတပ်ကလူမှုကွန်ရက်ပေါ်မှာတရင်ထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတီပေါင်းမြို့နယ်အတွင်းကိုစစ်ကောင်စီကလေယာဉ်များနဲ့မင်းကညနေပိုင်းကဘုံများချဲချခဲ့ရာပြည်သူ၄ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ23ရက်နေ့ညနေ3:30မိနစ်အချိန်မှာတီပေါင်းမြို့နယ်မန်လီဘတ်ကုန်းဆောင်ကြီးရွာနဲ့ကြောင်းပိန်ကြီးရွာကြားလီစုကြီးရွာကိုစစ်ကောင်စီကလေယာဉ်နဲ့ဘုံများချဲချခဲ့တယ်လို့သိရပါတယ်။ဘုံပောက်ကွဲမှုကြောင့်တိုင်နေနေတဲ့မြေအဖွာ၄ဦးပွဲချင်းပြီးသေဆုံးခဲ့ရတယ်လို့သိရပါတယ်။ ကလေးငယ်တချို့ဟာအပိုင်းပိုင်းဖြစ်သွားတဲ့အတွက်နာရေးကူညီမှုအသင်းကကောက်ယူပြီးတော့ဒကြိုပေးခဲ့ရတယ်လို့သိရပါတယ်။တီပေါင်းမြို့နယ်မှာစက်တမလာ22ရက်နေ့ကနေစတင်ပြီးတော့စစ်ကောင်စီရဲ့နောက်ဆုံးလက်ချက်တက်များဖြစ်တဲ့ခလိုက်ရ23ခမရ903နဲ့ခမရ904တို့ကို TNL ဦးဆောင်တဲ့တော်လိုင်းတက်များကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကလေကြောင်းကနေတစ်စစ်တိုက်ခိုက်မှုများလုံဆောင်လာပြီးတော့တိုက်ပွဲနဲ့တပ်ဆိုင်ချင်းမရှိတဲ့ခြေရွာများကိုပါ ဘုံများကြက်ချလည်းရှိတယ်လို့သိရပါတယ်။အလားတူပဲစက်တမာလ22ရက်နေ့မွန်လွယ်ပိုင်းမှာရှမ်းပြည်နယ်ကရင်နီပြည်အဆက်ဖဲကုံမြို့နယ်လက်တိန်ကြီးရွာကိုစစ်ကောင်စီကလေရင်များနဲ့ဘုံများကြက်ချခဲ့ရောစစ်ပင်းဆောင်ပြည်သူတို့တေဆုံးခဲ့ရကြောင်းကရင်နီစစ်ပင်းဆောင်ကုညီရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ